နိုင်ငံရေးသားချုပ်အဖက်ခံခဲ့ရတဲ့အတွက်နိုင်ငံရေးသမားကောင်းတွေလိုအပ်နေတယ်လို့ AR တိုင်းဝန်ကြီးချုပ်မန်ဂျော်နီကပြောပါရယ်ဆိုတာကတင်ပြပို့ထားပါရယ်ရှင်။ AR တိုင်းဒေသကြီးဝန်ကြီးချုပ်ကဧပြီလ29ရက်နေ့မနေ့မှာဝီဆောင်ပန်းဖြစ်စကန်မှာစကန်ချနေတဲ့လူရေကျုံလူငယ်စကန်ဖွင့်ပွဲကိုတက်ရောက်လာခဲ့ပြီးအခုလိုပြောကြားခဲ့တာပါ။အခုလူရေကျုံမောင်မယ်ကိုပြောချင်တာလည်းပဲမင်းတို့တောင်းအောင်ကြိုးစားပါအပြင် နိုင်ငံရေးသားချုပ်ဖြတ်ခံတဲ့ဘဝကိုမမေ့ကြပါနဲ့နိုင်ငံရေးသမားတကောင်းနိုင်ငံရေးသမားကောင်းတယောက်ဖြစ်အောင်လည်းလိုအပ်ပါတယ်သူ့နိုင်ငံမှာနိုင်ငံရေးသမားကောင်းနေနိုင်ငံရေးလှုပ်ရှားတဲ့လူတွေမဟုတ်ဘူးเนาะနိုင်ငံရေးသမားကောင်းနေအများကြီးလိုအပ်နေပါ သမရဦးသိန်းစိန်ဆိုရတတန်၅နှစ်အတွင်းမှာပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက်ကြောင်းသားလူငယ်တွေဆန္ဒပြတောင်းဆိုမှုတွေဖက်စီထောင်ချခံရတာတွေရှိခဲ့ပြီးသမရဦးထင်ကျော်ဆိုရလက်ထက်မှာတော့ဖက်စီထောင်ချခံကြောင်းသားတွေကိုပြန်လဲလှုပ်ပေးအပြီးမှာပုံမကောင်းမွန်တဲ့ပညာရေးစနစ်တကိုမျှော်လင့်နေကြတာပါကျွန်တော်ပညာရေးရပြီအာဘယ်လိုအောင်ပြောနေလဲအဲစာချက်ချက်တဲ့တန်ရာရဲ့မယုံခံနိုင်ဘူးဟာအဲအဲဒီချက်တာမဟုတ်ဘဲနဲ့ဟိုကျောင်းသားတွေ ိုအတွေးခေါ်ရင်းတာမိညာတွေးလို့အင်းသင်ခန်းစာလေးလုပ်ပြီးအများကြီးနေအာအတွေးခေါ်ဦးစားပေးရအများကြီးသူ့ကိုပို့ဆောင်ပေးတယ်1964ခုနှစ်ကနေစတင်ခဲ့တဲ့လူရဲကျောင်းစီမံကိန်းက88မှာနိုင်ငံကိုတက်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာရပ်တန့်ခဲ့ရပါတယ်။တက်မတော်ကနေအရတအတွင်ပြောင်းထားတဲ့သမရဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း2013မှာမှဗက်ဆုံထူကျွန်းလူငယ်စီမံကိန်းဆိုပြီးလူရဲကျောင်းစီမံကိန်းကိုပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဆိုရပါ